ပင်ကွင်းငှက်တွေနဲ့ဖြံတွေပဲအဓိကကျက်စားနေထိုင်တဲ့ကျွန်းစုကိုသွင်းကုန်အခွန်စည်းကြမ်းမှုစည်ရင်ထဲထည့်သွင်းခဲ့တာဟာလိုအပ်တဲ့ကြိုတင်စီမံမှုတစ်ခုလို့ American အစိုးရကဖြေရှင်းခဲ့ပါတယ်။ American သမ္မတ Trump ရဲ့သွင်းကုန်အခွန်အခတွေစည်းကြမ်းမှုစည်မြင့်အသစ်တွေကိုထုတ်ပြန်ရမှာ Australia ပိုင်းကျွန်းစုတစ်ခုဖြစ်တဲ့ Hutt နဲ့ McDonald ကျွန်းစုကိုထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကျောမှာလူမနေပဲပင်ကွင်းတွေနဲ့ဖြံတွေပဲကျက်စားကြတာပါ။ ကျွန်းစုရဲ့နာမည်ကအမေရိကန်ရဲ့သွင်းကုန်အခွန်စီးကျမှုစည်ရင်ထဲပါလာတဲ့အခါတအံ့တအော်ဖြစ်ခဲ့ရတယ်လို့ Australia အာဏာပိုင်တွေကပြောပါတယ်။ဒီအကြောင်းကအင်တာနက်မှာလှလင်းမြန်မြန်ပဲပြန့်နှံ့သွားပြီး Trump လက်ထက်မှာတော့ဖြန်တွေနဲ့ပင်ကွင်းတွေပါအခွန်ဆောင်ရတော့မယ်လို့လောင်ပြောင်တယောနေကြတာဖြစ်ပါတယ်။ April 6ရက်နေ့မှာတော့ American စီးပွားရေးဝန်ကြီးဌာနကအဲ့ဒီကိစ္စကိုကောက်ွယ်ပြောကြားခဲ့ပြီးလူမနေတဲ့ကျွန်းစုတချို့ကိုအခွန်စီးကျမှုစည်ရင်ထဲတမင်ကြိုပြီးထည့်သွင်းထားတာလို့ဖြေရှင်းပါတယ်။ အဲ့ဒီကျွန်းတွေကိုအခွန်စည်းကြံမထားဘူးဆိုရင်နောက်တစ်ချိန်မှာ twin core အခွန် short ပေါ့ဖို့အသုံးချလာမယ်ယူပေါက်မျိုးကိုကြိုတွေးပြီးတော့အခုလိုစီမံထားတာလို့ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါပေမဲ့ Australia ကုန်သွယ်ရေးဝန်ကြီးကတော့ Australia ကမ်းရိုးတန်းနဲ့ကီလိုမီတာ၄000လောက်အကွာကကျွန်းစုကို twin core အခွန်စည်းကြံမှုစရင်ထဲထည့် twin ထားတာကအမားတစ်ခုဆိုတာအယံရှင်းလင်းကြောင်းပြီးတော့ American ရဲ့အခွန်သတ်မှတ်ချက်လုပ်ငန်းစဉ်တွေမှာစီစီဆက်ဆက်စီစစ်လောက်ကံမှုမရှိဘူးဆိုတာထင်ရှားတဲ့ဥပမာတစ်ခုလိုဝေဖန်သွားပါတယ် ဒါပေမဲ့ American စီးပွားရေးဝန်ကြီးကတော့အဲ့ဒီကျွန်းစုကိုအခွန်စည်းချက်စရင်ထဲထည့်သွင်းထားတာကတမင်ရည်ရွယ်ချက်နဲ့ဖြစ်ကြောင်းတချို့နိုင်ငံတွေကကန်ဝေးပိုင်တဲ့နယ်မြေတွေကိုအသုံးချပြီးပို့ကုန်အခွန်ရှောင်တန်းတာမျိုးတွေလုပ်နိုင်ခြေရှိတဲ့အတွက်သမ္မတထရမ့်ကရည်ရွယ်ချက်ရှိရှိကြိုတင်ပြင်ဆင်ထားတာဖြစ်ကြောင်းပြောကြားသွားပါတယ်။ Hart နဲ့ McDonnell ကျွန်းစုကဩစတြေးလျအနောက်တောင်ဘက်အိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိပြီးအန်တာတိကတိုက်နယ်ပိုနီးကပ်နေပါတယ်။ကျွန်းစုအလုံးရဲ့အကျယ်ဝန်းက 329စုယန်ကီလိုမီတာလောက်ရှိပြီး1948ခုနှစ်ကစလို့ဩစတြေးလျပိုင်နက်နယ်မြေတစ်ခု ဖြစ်လာခဲ့တာပါ။အဲ့ဒီကြောမှာတိပ်ပံသူရေသနအဖွဲ့တချို့ယာယီသွားရောက်နေထိုင်တာကလွဲပြီးလူသားတွေအမြဲတမ်းအခြေချတာမျိုးမရှိဘူးလို့သိရပါရဲ့ရှင်။